ကိုလေးပြဥတည်ပါတယ်ခင်ဗျာဆရာကြီးဥတည်ပါတယ်ခင်ဗျာမင်္ဂလာပါတကလေမင်္ဂလာပါကိုလေးဒီနေ့ဆိုကြည့်ရတော်တော်ပျော်နေတဲ့သဘောရှိရဲ့လှူလဲလှူရတယ်ခင်ဗျာလည်းထိတင်ရတယ်ခါပနာလည်းပိတ်ရပြပါရဲ့အဒီလိုတကားမှခါပနာမကင်းဘူးအဒီနေ့ကရှင်ဆုံးခါပနာတွေ့နာပေါ့ဟာကိုကထိုင်နေမှာဟိုထဲမှာငကလေးလာလို့ဒါအဲ့ဒါလေးပေါင်းပြီးတော့ ခဲ့ပြီးခါပနာတော့ဝမ်းနဲ့ဝမ်းသာပါပြည်လေးဖြစ်ပါဆရာကကိုလေးကအဲ350ပဲတွက်ထူတာလေရှိသေးတယ်။အော်ဒီလိုပါတကလေးဆရာလေးမြည်လေးအားသူတရားဟောလို့ရတဲ့ပတ်စံနဲ့ပေါ့နော်။ဘာသာဆရာလေးသာသနာပြုတဲ့ဥစ္စာတွေကိုတွေ့တဲ့အခါကျတော့လူချင်းနဲ့စိတ်ဖြစ်တာပေါ့။ဘယ်နေရာမှာပဲ3-3ဆိုပြီးလူချင်းတာ ဆရာလေးကမလို့ခြင်းမို့ဘာလို့ကလေးဟိုတနာလို့ပြင်မှန်းနေလေတရားဟောရတာလေလေဒါနဲ့ကလေးနာမည်နဲ့တခုခုပေါ့ဆရာလေးကပြည့်တင်တဲ့အလူတခုလှုပ်ပေးလိုက်ပါမယ်တကားလေးအခုလည်းရင်ပြင်ပေါ့နော်ရင်ပြင်ကိုကလေးနာမည်နဲ့ဆရာလေးလှုပ်ပေးထားတယ်ရရင်ရန်ကလေးမျက်နှာမှာလေဆရာလေးတကားလေးဒီနေ့အတ္တထာဝနာကိုရင်းကိုတိုင်းတက်ပြီးတော့ဟောထာဝနာထဲတဲ့စီမံလို့လေစိတ်ကူးပြတ်တာလေဗျာဟုတ်ကဲ့ဆရာလေးကဒီလိုပါဟိုဆရာလေးရဲ့မြည်လေးပေါ့နော်ဟိုကိုရင်လေးက တကယ်ကိုစေတနာလည်းကောင်းတယ်ပြီးရင်လည်းသူကိုယ်တိုင်ငှလည်းလေဟိုဆရာလေးတို့ဒီလိုမျိုးပေါ့ဖျားပွဲတွေပဲဆိုလည်းလိုက်ချင်တယ်ပြီးတရားလည်းဆရာလို့လေယေရှုဆက်ပြီးတော့ဟောပေးခြင်းတယ်အဲ့နဲ့ဆာမီဝဲတွေနဲ့တိုက်နေတဲ့ခါကျတော့ခါကျရင်တော်တော်လေးအခက်ခဲရှိတယ်အဲ့တော့ဒါလေးရဲ့လို့ဒီနှစ်ကတော့ဒါလေးမဖြစ်ဖြစ်အောင်လိုက်ခဲလို့ဒီဖျားတပနာတဲ့အထက်မှာဆရာလေးကမင်းကလေးဖြစ်တော့အပေါ်တက်လို့မရဆရာလေးကိုစားဒါလေးရဲ့တက်ပြီးတော့ထည့်ပေးရမယ်လို့အဲ့ဒါဒီခက်လေးကဆရာလေးကိုစားပေါ့ ဆရာလေးကကိုဘွားပေါ့အဲ့နဲ့တားလေးလှုပ်ပေးပါလို့ကိုလေးပြကိုလေးပြဟိုနဂတ်တွေရှူဟိုသာဗနာတွေထည့်ရှူတယ်သူများတွေရှူထားတာလဲကိုကကျင်းတ်ပီတိဖြစ်နေတာတော့မနေ့ကကိုလေးကိုယ်တိုင်ထည့်နေပြီတော့ဟာသူများလှူထားတယ်ထည့်ပေးရတယ်ကိုလူတွေကလည်းထည့်ရတယ်သူများလှူထားလဲဝမ်းမြောက်ဝမ်းသာဖြစ်တယ်ကိုကိုယ်တိုင်လှူရတဲ့ဆိုလဲဝမ်းမြောက်ဝမ်းသာဖြစ်ကိုလေး အများကြီးပဲတော့ထာဝနာရတာဒီကထူးထူးခြားခြားလို့ပြောမှာဟုတ်ပါဘူးဆယ်တစ်ခါမှလီလို့မထည့်ဘူးဒါပထမဦးဆုံးထည့်ဘူးဆယ်တော့ကိုင်းလေးနဲ့ပတ်သက်ပါလေမေ့ကျင်လာလေးရှိတယ်ဒီကလေးကတော့တမန်ကလေးမဟုတ်ဘောတကလေးတို့ဆက်လေးပြောတယ်လို့ထူကြတဲ့ကလေးပြီးတော့လဲပါရမီအရှိန်ဟောင်းကအရင်ပြင်းတယ်တိလာတကလေးဉာဏ်ပညာလဲထက်မြက်တယ်ရိုးသားတယ်နောက်ပြီးတော့ဘောအဲ့လိုဘောတိတတ်တယ်တကလေးတိတတ်တယ်အရင်တိတတ်တယ် လိုမျိုးပေါ့အဲ့တော့ဒီကလေးကိုလည်းဆရာလေးကကျမ်းမာစေခြင်းနဲ့ပညာတက်စေခြင်းနဲ့ပြီးရင်ပေါ့နော်ကဘာကျော်မြမကျော်ဖြစ်စေခြင်းနဲ့ဒါကြောင့်ကိုတက်နိုင်တဲ့ဘက်ကနေကလေးကိုဆောက်ရှောက်ပေးပါတယ်ဆရာလေးတကလေးဟဲ့ဆရာလေးတာငါမောဘယ်လိုလေးဆက်ပြီးဆရာလေးကိုဟိုကူညီပေးသွားမယ်ပါဖို့ပေးသွားမယ်ဆရာလေးနဲ့သူလက်တွဲလောက်ကန်သွားမယ်လို့ဒါလေးပြေးပေးပါအဲဆရာလေးနဲ့သူသာနာဆက်ဝင်ဆက်မဲ့လာတဲ့နိုင်လေပြမယ်လို့လည်းပြမယ်ပေါ့သူတို့လည်းလွယ်ပြီလား လေးတကလေးဆရာလေးဒီဆရာလေးပြောသလိုပေါ့ဒီရန်အေးရန်ကလေးမြင့်တာဖရာကြီးကလေရန်လည်းမြင့်တယ်ရန်လည်းမြင့်တဲ့အပြင်ကိုတောင်ဝင်လည်းရန်ကြီးတယ်တောင်တောင်မြန်မာမှုတမမလုံနိုင်ဘူးတကလေးသိလားဆရာလေးလေမြန်မာမှုသုံးဖွဲ့ဆရာလေးပြောင်းသွားတယ်အနောက်ဆုံးဆိုးပိုင်ဆိုတာဒီကလေးကမုံရွာပေါ့အဲ့မုံရွာတန်ဘုတ်တွေအကဟိုဘယ်လိုခေါ်မလဲစီတတော်ဆရာတော်ဖရာတို့ရှိရမြန်မာမှုတမကောက်လေးကိုဆရာလေးကိုယ်တိုင်သွားခေါ်လာပြီးတော့မှာ ဒီလျောင်းတော်မူရဲ့ရဲ့အအပြီးသူ့လက်ရောက်ဆက်လေသဘောကျသွားပြီးတော့မှဒီဒုษาကိုဆက်လေလေးမျက်နှာဖျောက်ဆက်ပြီးတော့လှုပ်တက်ပေါ့အဲ့လုံးနေတဲ့အချိန်မှာပဲတကယ်လို့ covid 19ဖြစ်တဲ့ခါကျတော့ဒီလုံအောင်ခဏရက်လက်ရတယ်ရက်ပြီးဆက်လေးကခုနပြောတဲ့ဟိုအောင်ကတ်ကျော်စေတီကိုအရင်ဆုံးစပြီးလှုပ်ရတယ်လှုပ်ပြီးတော့မှဒီဖျားကိုဆက်ပြီးဆက်လေးလှုပ်ရတယ်ပေါ့နော်လှုပ်တက်ခါကျတော့ရင်းမြင်းနဲ့အကျယ်ကြီးဆက်လေးတကယ်လို့ ပထမတော့ရှေ့တန်းကုမ္ပဏီကဝင်းလေးဝင်းပေါ့သူတို့ကကျောင်းဝင်းဆန္နာဝင်းမြင့်မြင့်ဝင်းဟိုရင်ရင်ဝင်းဆိုသူကဝင်းလေးဝင်းဆိုတော့လေးစုလိုချင်တယ်အဲ့ဒါအဖဘိုးတော့အောင်မင်းကတဆုပဲပေးလိုက်ပါကွာတဲ့ဂျန်နယ်လူတွေမျှပေးပါဆိုတော့အဲ့နဆက်လေးရဒီပေါ့နော်ရှေ့တန်းကုမ္ပဏီတဆုနောက်နမ်းမြအောင်စီပွဲရုံပေါ့အဲ့ငရုတ်တီပွဲရုံသူတို့တဆူပြီးတော့ဆရာလေးတို့အောင်မီနီမတ်ဆိုအမြောက်ကလာပါသူတို့တဆူနဲ့ဆိုလို့ရှောက်မိတ်တူ သူ့တစုပေးလိုက်တယ်လေးစုဖြစ်သွားဖြစ်သွားပြီးတော့ဒီရင်ပြေကကျတော့အများကောင်းမှုစိန်တောင်လေးကအများကောင်းမှုအဲ့တည်းမှာတားကိုရင်လေးဇက်လို့လှူထားတဲ့ပတ်စံရှိတော့ဇက်လေးရင်မြင်တဲ့ဟိုဇက်လေးထည့်ပေးလိုက်တယ်ဘာကြောင့်လဲဆိုတော့ဖះရှိပြီနဲ့ရင်မြင်မရှိလဲရှစ်ခုလို့မရဘူးလေအဓိကလည်းရင်ပြေကအရေးကြီးတယ်လေသူရေးပါတယ်နေအထက်မှာပါတော့ဇက်လေးတားလေးကို နေရာလေးအတွက်ကိုရင်ပြင်ထက်မှာနာမည်ထည့်ပေးလိုက်တဲ့တကားလေးကုသိုလ်ပေါ့နော်အဲ့တော့အများရဲ့ကောင်းမှုပေါ့လမ်းကြတော့ဇလူအခုပေါ့နော်လေကတက်ကလမ်းလေကတက်လူရှင်ကအခုဒုဝင်ကြီးပေါ့ပြည်တဲဝင်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်တော်ရမင်းထုံးလို့ကလူဒန်းနာပါဒီဘက်ကကြတော့ဆက်လေးတကားလေးနေလင်းအောင်ဆိုတာကတ်စတန်ပေါ့အောက်ခွန်ထာနာအကြီးကဲပါပဲသူတို့ ဇနီးမောင်ကနေလှူထားတော့သူကတောင်တက်ကားလန်ဒီဘက်ကလေကားနဲ့တက်တာပေါ့နှစ်ခုပေါ့အဲ့တော့ဒီနေ့လမ်းလဲဖွင့်နေဆရာလေးဖရားရဲ့အနေကစားတွေလည်းတင်နေဆရာတော်ဒီကိုလည်းဆရာလေးဆုံးကလိုက်တယ်ပေါ့နော်အဲ့ဥစ္စာတော့ဆရာလေးဒီဘက်ကိုပြီးသွားတယ်ပြီးသွားတဲ့အချိန်မှာမိုးဖွာဖွာလေးတွေကျလာတယ်ဒီကလေးတို့သတိထားမိလားမသိဘူးအဲ့တော့ဒီရှမ်းပြည်ရဲ့မိုးဆိုတော့ညို့ရင်သူကရွာထက်တယ်ရွာရင်လည်းသူကလေးပါတိုက်ပြီးအေးစိတ်ညရွာတယ်လေ တကယ်လို့တွေ့တယ်မဟုတ်လားအင်းညရွာတယ်ရွာတော့ဆက်လေးတစ်ဘက်တည်းကနည်းနည်းတော့မျက်နှာကနည်းနည်းတိတ်တိတ်လေးတွေဖြစ်မနေ့ကျရွာရင်တော့ဒုက္ခပါပဲဆိုတော့ဒါနဲ့တကယ်လေးကိုလေးရတော့ဆက်လေးနဲ့အတူတူသာသနာပြုတာများတော့တွေ့ကြုံမှုပါတယ်အဲ့တော့အော်လို့မိုးရွာတယ်ဆိုတော့ ရဲ့ကောင်းတဲ့အတိတ်ကောင်းတဲ့နာမည်အေးချမ်းတဲ့သဘောပေါ်တကာလေးရဲ့အရက်လေးမျက်နှာအေးချမ်းတော့မယ်ပြီးတော့ဒီပေါ့မိုးရွာတဲ့အတွက်မကောင်းတဲ့အမိုက်တရိုက်တွေအမုံအမွားတွေအကုန်လုံးဆေးကြောပလိုက်တယ်လို့ဆရာလေးမြင်တယ်ပြီးတော့နှကောင်းတဲ့မျက်တွေကအရင်ဆုံးရေဆက်သွန်းချပေးတယ်ပေါ့ဒါကတော့ဆရာလေးတွေရဲ့ဝိဇ္ဇာရဲ့အမြင်ပေါ့ဒိုင်းနဲ့အပြည့်လူရဲ့အနေထားဆိုတော့စိတ်ပူပြီးပေါ့တကာလေးတို့ရဲ့ဘာကြောင့်လဲဆိုတော့ရှိုးနဲ့မိုးနဲ့ဝစ်လာချတယ်လေမိုးထဲမှာဆိုရွှဲပြီးပြတ်တုတ်သွားမှာဆို အကုန်လုံးကတော့မျက်နှာစီးပဲနဲ့ဆရာလေးမျက်နှာကိုလမ်းကြည့်နေတယ်အဲ့နဲ့ဆရာလေးကအဲ့လိုသွားလို့ဆူတောင်းလိုက်လို့တယောက်ကဆရာလေးလှုပ်လိုက်တယ်လူပြီးဆရာလေးခိုင်းစာရှိတယ်လေခိုင်းလိုက်တယ်ခိုင်းလိုက်တော့ငတိတာကျော်ဆရာလေးခိုင်းလိုက်တယ်ခိုင်းပြီးတော့ကဲလေးနဲ့တမှုနဲ့တာပြစ်ဆုံးမှုနဲ့တာတွေဆရာလေးသာသနာပြုတဲ့ရှင်မှာကုညီပေးပါလို့အဲ့တော့အဓိကထီးတင်တဲ့နေရာတွေမှာမိုးရွာပဲဆိုဆရာလေးပင့်ဖက်ရတာကြားတယ်လေ သူကနန်းနဲ့သူပြေးရတဲ့အခါကျတော့အဲ့လိုမျိုးမိုးဆိုးလေးဆိုးနဲ့စိတ်နှောက်ချက်တွေဖြစ်တယ်နေပူတာထိဆောင်လို့ရတယ်တကလေးရဲ့နောက်ဆုံးအဲ့လိုမျိုးဆိုတဲ့အခါကျဆီလေးတစ္ဆာပဲပြုတ်တယ်ငွေပြားတစုဆီလေးအောက်နှမတဲချင်တယ်နေရလည်းမလောက်မဆိုးတယ်နောက်ရှန်ဆီလေးမှရှိတယ်အလိုဘမဖျားကြီးပဲတကလေးရဲ့ရှန်ပြားမရှိသေးဘူးရှန်ပြားပုံမှန်တော့ချုံပြီးတော့မှသူကတက်သွားတာ ပြီလားဆယ်လီမဗမာပြည်ဟိုက်ပဲဗမာတယ်တော့ဗမာဖြစ်နာပေါ့တခါလေးရဲ့အဲ့နဲ့ရှမ်းပြတယ်ဟိုဥစ္စာမှာခုနပြောသလိုပေါ့လေအဲ့ဒါနဲ့တဆူရွှေစေတီပေါ့တကယ်မလေးမင်းမအောင်ကငွေစေတီရတော့ဆယ်လို့ဂျပန်နိုင်ငံငိမ့်ငိမ့်ဆိုတဲ့တကယ်မလေးရဲ့နဆယ်လီတာကိုကိုနုနုဟဲ့နာဆယ်လီတမီပို့ပို့ပန်းချက်ဒီဝင်မရုပ်ပွဲရုံသူတို့သုံးဦးကနေပြီးတော့ဆယ်လီနေပြီးတော့နင်တို့သုံးယောက်ယူလိုက်ဆိုသူတို့ပေးလိုက်တော့ငွေစေတီဖြစ်သွားတယ် ဒါကြောင့်ဇေဒီနှစ်ခုကတကားလေးရဲ့အပြိုင်ပေါ့ရွှေဇေဒီငွေဇေဒီထီးတင်တော့လဲတကားလေးဆရာလေးဇေဒီတစ်ခုတည်းကိုပြီးမှနောက်ဇေဒီကိုတင်ဖို့ဆရာလေးအောက်နဲ့မှမပေါ့ဘူးဒါကြောင့်လူတရီထားမိလားမသိရွှေကိုတစ်ဆင့်တင်ပြီးငွေကိုတင်ရွှေတင်ငွေတင်ပြိုင်လူပြီးတာလို့ချင်တယ်သိလားအဲ့လိုမျိုးဆရာလေးရကြည်ပြီးတော့ဆရာလေးတောက်လျှောက်ကြည်နေတာလေဒါကြောင့်ဆရာလေးထီးနာမှဆရာလေး ဟိုစာအနေရထပြနားမှာဆရာလေးသွားနေနေတာအဲ့ဆိုတော့သူတို့ကပြောတယ်လေဆရာလေးဖျားတဲ့အပေါ်ဒီရွှေကြီးပဲတင်လိုက်မလားရွှေတင်ပြီးမှငွေတင်မလားပေါ့မဟုတ်ဘူးလို့ဒီပြိုင်နဲ့တင်လို့ရင်ရွှေငွေရွှေငွေအပြိုင်နဲ့ပြီးသွားဒါနဲ့စတီကလေးကထူးဆန်းတယ်ပေါ့ဆရာလေးအဲ့မူလေးလေးက6နှစ်ဆရာလေးမတွေ့ဘူးအဲ့တော့တားလေးကတွေ့တာလေဟိုမားတော့ မူလီလေးခြောက်နေတယ်ဟာတော့ तू ကတိတယ်လို့ပဲတကားလေး तू တင်မှုတဲ့ပုံစံအတိုင်းဘာလို့လဲညာလို့လဲဆိုခိုက်နေတယ်လက်ညိုးထိုးပြီးတော့ထီးသမားကိုပြောနေတာမှဆရာလေးတော့မှအံ့ဩပါတယ်မတော့နေအောင်လို့ကျွတ်လိုက်တော့ဟာဖယားရောက်ကောက်ကိုဝါလေးဖြစ်နေအော်ဒီဆရာလေးလေးအံ့ဩလိုက်တာလို့ဒီကလေးရလို့အဲ့ဒါအလုံးမတွေကလည်းသားလေးကိုလေအံ့ဩနာလေးပြောပြတာတကားလေးဒီကလေးပါရမီကိုအဲ့ဒါပြောတာဘလို့တိနေလားဘလို့တိနာလဲသားလေး များလေးလောက်တာမြင်လို့လိုက်ပြောတာ။လိုက်ပြောတာ။မောက်လေးတက်လေးမူလေးလေးခြောက်လိုက်ပါလေတတ်တွေ့တာလေ။နော်။ဒီခြာနာရီဒီနာရီခရာဆင်ဘူးတော်ဒီနာရီအဒီကုသောများလေးကိုအဆရာလေးရောယာရီတပည့်တော်ကကိုအဖေမေရောကိုထောက်နေအောင်နဲ့တောတော်နဲ့တောင်တော်နဲ့အကုန်လုံးပေါ့လေ။မြင်ရမမြပုဂ္ဂိုလ်အားလုံးကိုကုသောများပြပါလေ။ဒါ